ကိုယ်လာစားခြေရနေမန္တလေးတိုင်းဒေသကြီး မိုက်ဒီလာမျိုးနဲ့ညောင်ကုန်းကြီးပါဇေယဘုံမိကြောင်းတိုက်အတွဲဥပ္ပဒိလာစောင့်တည်ကြကုန်သောဥပ္ပဒိအပေါင်းတို့အားတရားဖြင့်ကျေးဇူးပြုပေးပါမယ်ဒီနေ့ကျေးဇူးပြုပေးမယ်တရားကောင်းစဉ်လေးမှတ်ရှင်ရတော့မေတ္တာ၃မျိုးပါတယ်လေမေတ္တာ၃မျိုးပါဗျာကောင်းစဉ်မှတ်ယုံနေမကပဲနဲ့ကိုကိုတိုင်း လိုက်နာကျင့်သုံးရမှာဖြစ်တယ်။ဟုတ်ပြီကုသင်ဟောပြီးခဲ့တဲ့ဥပုတ်တွေကဟောထားတာရှိတယ်။ကိုးဆောင်တရား၄ပါးအနှပါတယ်လေ၄ပါး၄ပါးဒီကိုးဆောင်တရား၄ပါးတွေကဒီနေ့အဲ့ဒီမေတ္တာကိုထပ်ပြီးတော့နည်းနည်းလေးချဲ့ပြီးတော့မေတ္တာသုံးမျိုးလို့ဒီလိုလေးမှတ်မယ်။ဘုဒ္ဓနုတ္တတိမေတ္တာသာအတုဘမရဏတတိသာ ဣတိသတ္တရောဓမ္မသာယေရကိတောနာမဗုဒ္ဓနောတ္တိသာဘုရားရှင်၏ဂုဏ်တော်ကိုအခမ်းဖန်ထတာပွားများရှင်ကျင်ခြင်း၎င်းဗုဒ္ဓနောတ္တိဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောအစရှိသည်ဖြင့်ဘုရားရှင်၏ဂုဏ်တော်ကိုအခမ်းဖန်ထတာပွားများရှင်ကျင်ခြင်း၎င်းမေတ္တာစတတဝါအပေါင်းချမ်းသာစေကြောင်း မေတ္တာဘာဝနာ ပွားများရှင်ခြင်းခြင်း၎င်းမေတ္တာသာတတဝါအပေါင်းချမ်းသာစီယံကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာဟုဆိုအပ်သောမေတ္တာတရားဖြည့်ခြင်းပွားများခြင်း၎င်းအတုပါဇာခန္ဓာကိုယ်ဤမတည်တဲခြင်းသဘောကို၎င်းမရဏတတိစတေယမိသဘောတရားကို၎င်း တေယမိတရားသဘောတရားဒီလကောက်အတ္တိချိပါပေ၏ဧတေသတ္တရောဓမ္မဤလေးပါးသောတရားတို့သည်ကာယေခန္ဓာကိုယ်၌ကာယေခန္ဓာကိုယ်၌ရကိတောနာမကျင့်ကြံပွားများအထုသောပုဂ္ဂိုလ်တို့အားအပေလေးပါးသောမကြရအောင်စောင့်ရှောက်ကာကွယ်တတ်သော တရားဤပါပေဤဣတိဤသို့ဓတဗံကောင်းစွာမသိမှတလိုက်နာကျင့်သုံးကြကုန်ရသတည်။အင်းကြံပွားများလိုက်နာကြမယ်ဆိုရင်မိမိကိုယ်ကိုအပေသို့မကြအောင်စောင်းချောက်ကာကွယ်တတ်တဲ့တရား၄မျိုးကိုကိုးစောင့်တရား၄ပါးလို့ဒီလိုလေးတတ်မှတ်လိုက်တာပါ။ ံပါတ်၄ဘုရားရှင်ရဲ့ဂုဏ်တော်ကိုပွားများခြင်းချင်းချင်းနံပါတ်၄မေတ္တာဘာဝနာပွားများခြင်းနံပါတ်၃ခန္ဓာကိုယ်ဤမတင့်တယ်တဲ့အတုပသဘောခြင်းချင်းချင်းနံပါတ်၄ဧကမုစ္ဆာတေကိုတရားမြည်ဆိုတဲ့တေခြင်းတရားကိုခြင်းချင်းချင်းဒီတရား၄ပါးပွားများပြီးတော့နေကြမယ်နှလုံးသွင်းပြီးတော့ခြင်းချင်းချင်းခြင်းချင်းပြီးတော့နေကြမယ်ဆိုရင်အပယ်၄ပါးကို မကြရအောင်ကိုကိုကိုကာကွယ်စောင့်ရှောက်တာဟုတ်ပြီမေတ္တာမေတ္တာနဲ့ပတ်သက်လို့နည်းနည်းပြောမယ်ဗျအခုပြီးခဲ့တဲ့တပေါင်းလောက်ွယ်နေ့ဒီလာပေးပြီနေ့လေသန္နနာရီ46မိနစ်မိနစ်50လောက်မှာဓမ္မပြည်နေနဲ့တခါမှမလုပ်ဘူးတဲ့ လလင်လှုပ်သွားတဲ့အတွက်ညမာပြီးအလဲပိုင်းတကြောပေါ့ဗျာတကိုင်းကနေပြီးတော့ဟိုးအောက်ရန်ကုန်ထိတောင်ရောက်ပါတယ်အဲ့တော့ကြားလိုက်ရတယ်သိလိုက်ရတယ်စိတ်မချမ်းသာဘူးတောင်နေတောင်ကြီးလဲသွားကြချီတော့တောင်ကြီးသွား28ရင်းနေဖြစ်တယ်29ရင်းနေ 30ရင်းနေကြတော့အရှင်ဘုရားတညာအိပ်ပါအောင်နဲ့ဟောမအိပ်နိုင်ဘူးလို့ဒီနောက်ပိုင်းမှာလည်းငင်းငင်းလှုပ်ထားတဲ့အတွက်ဒုက္ခတွေရောက်နေတာပြန်မဖြစ်မဲ့ဆိုပြီးတော့မောင်စော်လည်းသူ့အိမ်နဲ့သူသားမယားနဲ့ရှိတာမလို့ပြန်ရအောင်ဆိုတော့နေဆွမ်းစားပြီးတရားနာပြီးပြန်လာတာအဲတော့ပြန်ရောက်ပြီးဗမာလူ9ရက်နေညနေကြတော့ခမကြီးတော်သင်္ဟောတော်ဥစဉ် ူညီကြတဲ့အင်းဒီဘာမှမလုပ်တော့ဘူးလားအေးဗျာလို့နေရာလဲဘူးကျမ်းမာရေးရလဲမကောင်းအမှန်တမ်းပြောရရင်တော့ခါတိုင်းလိုတရားဟောပညာထွက်တာမရှိတဲ့ဖြစ်တော့နဝကမ္မလို့ခေါ်တဲ့ဝတ္ထုငွေကအာနေတာပေါ့ဒါကြောင့်ငြိမ့်နေတာဦးဇင်းနဲ့လောက်ပါအောင်နဲ့လှူရမဲ့လူတွေလိုက်တဲ့ရှိပါတယ် ဒီအောင်ပြအလိုစဉ်းစားအောင်မယ်မောင်ချီဦးကအဲ့နေတဲ့တပီတော်ငါတောင်းလို့နေပေါင်းကွာမိုးပေါင်းပြရတဲ့တပီတော်နှစ်ပါးကြီးသွားရင်သွားပြင်မှာအရှင်ပြမသွားပြတော့လဲတပီတော်ပြန်ပြေးပေါ့ငါတောင်းညနေတွေညကြတော့စဉ်းစားလိုက်တော့ဟိုးလို့ဘယ်သွားလောမှာလဲမသိဘူးအကုန်လုံးကဘာတွေဖြစ်နေလဲဒုက္ခတွေကြီးပဲကိုင်းကွာလို့ငါရေပေးတော့ငါတော့မြောက်အရက်လဲထွက်ပြီးပြီအရှိအရက်လဲထွက်ပြီးပြီ အဲ့တော့ကိုအရဇာတိဖြစ်တဲ့ပျော်ဝယ်မျိုးနဲ့ပျော်ဝယ်မျိုးမှလည်းတော်တော်ထိကြိုက်တယ်လို့ပြောတယ်ဒီတစ်ခေါက်တော့ပျော်ဝယ်သွားရရင်ကောင်းမယ်ဆင်ရင်ညာပိုင်းစဉ်းစားပြီးတော့မနေ့ကင်းကြမှာအေးလုံးလိုက်အောင်မယ်လို့သွားလိုက်အောင်မယ်ဆိုပြီးတော့ဓာရဲကလမ်းမြတ်သွဲကြည့်ဖုံးဆက်တင်းတင်းဝင်းကြည့်ဖုံးဆက်ပြီးတော့အေးမင်းတို့အိုင်နာသူ့နိုင်တဲ့လူနိုင်တဲ့ပုံကိုလို့ရှိလူကြပြောလိုက်ရလို့အဲ့တော့ငါကုသိုလ်လုပ်အောင်မယ်လို့အဲ့တော့မေတ္တာဆိုတဲ့နေရာမှာ သတ္တဝါပေါင်းချမ်းသာစေတဲ့ချမ်းသာကြည်ခြင်းတဲ့သဘောလေးကိုမေတ္တာအဲ့တော့စိတ်ထဲကနေပြီးတော့မေတ္တာပို့တာရှိတယ်ဒါကိုမူလသဗ္ဗနာသဘုရားရှင်ကိုရံတော်များအတီးတီးအဝေးကကြွလာတဲ့သူရံတော်တွေကိုတချို့ကနေတို့ရှင်ပြကြွပါဖ ያ ဘုရားရှင်ဘေချောင်းမှာရှိပါတယ်ဖ ያ ရင်ပြတို့လာလန်းခီးကြမ်းကြမ်းမှမှာအန္တရာယ်များကင်းကြပါရဲ့လားဖေရဆိုတော့နှုတ်နဲ့အဲ့ဒီလိုပြောဆိုတာကိုဗာမေတ္တာလို့ပြောမယ်ဝစီကမေတ္တာဟုတ်ပြီနော်အဲ့တော့နေရာတစ်ချပြီးပြီးတော့ကိုယ်တည်းကြီးတဲ့ပုံကိုယ်ဆိုရင်လည်းကိုယ်ကဝေကြီးဝေငယ်ပြုပြီးတော့ရှင်ပြရလိုအပ်တာမင်းကြီးပါဖေရညောင်းတလားစသည်အားဖြင့်ကိုယ်စုပ်ကိုယ်စုပ်လက်နဲ့ နှိပ်ပေးတာအစကြီးသည်အမှုလေးတွေပြစ်ထားကြပြုတာကြတော့ဗာမေတ္တာခေါ်ပါလေ။ကာယကံမေတ္တာအဲ့ဒီဝစီကမေတ္တာကာယကမေတ္တာဆိုတာစိတ်ထဲကမပါဘဲနဲ့လုံးလို့ရပါ့မလား။ရပါဘူး။မရဘူးနော်။အေးဟုတ်ပြီပြောလို့ရင်ကအခုလို့အားလုံးကိုယ်နိုင်ငံအတွင်းမှာဒုက္ခငြင်းငြင်းလုံးငြင်းငြင်းလုံးလို့အတိအသေးဒုက္ခတွေရောက်နေတယ်။ အလုံးသတ္တဝါကြမ်းမာကြပါသည်ချမ်းသာကြပါသည်သိတဲ့ကမေတ္တာပို့နေုံဖြင့်ဒီဒုက္ခကလွတ်မှာလားဆိုတော့လေဒီတော့နိုင်ဘူးဩပိနောအေးအဲ့ဒီလိုဥစဉ်ကားတိုင်းလုံနေကြမလို့ဥစဉ်မလုံတော့ဘူးလားဖရာသတိအဖြစ်ဒီလိုပြောကြခြင်းသည်အေးဘသူတော့ကုညီအောင်ဟဲ့ပြောလိုက်အောင်ဟဲ့လုံအောင်ဟဲ့ဆိုတာအဲ့ဒါဘာနဲ့ရှင်းတာလဲဝစီကံမေတ္တာနဲ့ရှင်းတယ်ပြောဆိုမှုလေးတွေ gain ညာနေပိုင်းကြမှာသွားမယ်လို့ပြောဝဲနှီးပါတယ်လို့စိတ်ကူးဒီချိန်တော့မရှိတိကြီးကြတော့ဟာဖြစ်သေးဘူးညာနေကြတော့ပူတယ်ကဲနာမြတ်တွေဘလောက်ရတော့တင်းတင်းဝေးဘလောက်ရတော့ရားရဟာယူခဲ့ငါကုမနဲ့ခင်မဲ့သွားမယ်ဦးသိမြန်လိုက်တာအဲ့လိုဖြစ်သွားတာရှောင်းရနေမနဲ့ခင်ရလေအဲ့ဒါနဲ့ရေတန်းသွားဝဲတော့လေရေတန်းကဆင်မပြေမရအချို့ဆိုင်နေကြတော့လေမြင်းနေပါလေနဲ့ကောင်းကြရမရှိဘူးပြောလို့ ဒါနဲ့ gain ပြည်သေးဝယ်မယ်ကွာသူတို့တာဒီနာတီသွားပြီးတော့ကျမောက်တီသွားပြီးတော့ပြည်သေးဝယ်ရဝယ်ရောက်သွားတဲ့အခါကျတော့ကိုစိတ်ကူကဟိုမှာကေစေရေးသကံပွင့်ထားလိမ့်မယ်အလူကန်ဒါနာပွင့်ထားလိမ့်မယ်ထင်တာပေါ့ဟိုရောက်သွားတော့လေအဲ့ဒီလိုမတွေ့ဘူးခေါင်းကလေလူကနောက်ရှင်းလာပြီဒီကလည်းပြုလို့ gain ကွာလို့ပြန်ရအောင်လို့ဆိုပြီးတော့ပြန်လာညရောက်တော့တစ်ခါပြန်စဉ်းစားဟုတ်သေးပါဘူးလေလို့ လမ်းစုံစမ်းတော့ရောဝယ်ဆွေးုံမှာဒီဘက်ကဈေးပေးကန်လေးလဲပွင့်ထားတာရှိတယ်။ကြိုက်ကွာလို့ရှိဦးရမင်းအားရင်ငါလိုက်ပို့အောင်ကွာဒီမနေ့ကတခါမနေ့ခုနှစ်နာရီလောက်ခုနှစ်နာရီလောက်တခါရောဝယ်မောရောဝယ်ရောက်ပြန်တဲ့အခါကျတော့လဲစုံစမ်းတော့ဘုမားကလူနာကမရှိတော့ဘူးတဲ့ဖြစ်တဲ့နေ့နဲ့နောက်နေ့လောက်ပဲရှိတယ်တဲ့မနိုင်တဲ့ဥစ္စာတခါတဲ့ဆေးရုံကြီးတို့တပည့်တော်တို့စွဲပို့တာပါဗျာတဲ့ကြိုက်ဒီမှာရောဘာတွေရှိတော့ဆိုတော့ ဒီမှာတော့မွေးလူနာပဲရှိတယ်ဗျာ။ကိုင်းကွာလို့ရောက်မှရောက်ရဲလဲမွေးလူနာကုသိုလ်လုပ်ခဲ့မယ်ဆိုတော့အဲ့ဒီမှာတော့ရေတန်းနဲ့ဘရေတိနဲ့လူပြီးတော့ကိုင်းပိလာပြည်သူဆေးဝင်မောင်းပါ။မလေးကိုရောက်တဲ့အခါကျတော့ဆရာမနဲ့တွေ့ဆရာမကုသိုလ်လေးလုပ်ချင်ရှင်ပြဘယ်လိုလဲချုပ်ရင်းကလေးနဲ့ဆက်ဆက်တဲ့လူနာတွေကိုပဲကုသိုလ်လေးလုပ်ချင်တယ်လို့ပြော။ ရပါတယ်ဖေဟာဘယ်လောက်လောက်ရှိအောင်38ရောက်လောက်ရှိတယ်ဒီနေ့တောက်ကြနေဆိုတော့ပြန်ပြီးတော့လာပြတဲ့လူနာတွေလည်းရှိတယ်ဖေဟာတူတို့ဘောလူနိုင်မလားအေးလူတာပေါ့ဗျာလို့အဲ့ဒါသူပြောတော့50လောက်ပေါ့တသောင်းစီလူမဲ့ဆိုပြီးလက်တက်ပတ်သန်6သိန်းကြိုင်ထားပြီးတော့အဲ့တော့ကာယကံမေတ္တာဆိုတာကဟိုမှာတကယ်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကိုနိုင်တဲ့လောက်ကလေး ိုဦးဇင်းရဲ့စိတ်တိုက်ကစိတ်ကလည်းကိုဒီလက်ရောက်ကလေးလူကျင်တာကုညီကျင်တာပေါ့အဲ့ဒါကိုဗာမေတ္တာလို့ပြောမလဲကာယကံမေတ္တာပါတယ်လေကာယကံမေတ္တာဟိုမှာကျတော့လူနာတွေတွေးလိုက်တဲ့အခါကျတော့အိုးတချို့တွေလဲပေါင်နေစတော့တတိုးကိုအရှင်နေစိုးပါတယ်ပြန်တော့ကောင်းမှကောင်းနိုင်မှမလားအဲ့တော့သူတို့ကိုကြည့်ပြီးတော့ခိုင်ခိုင်နောက်ထပ်ဒီလိုဒီဒုက္ခတွေနဲ့မကြုံပါသေးနဲ့ဗျာလို့မေတ္တာလေးပို့ပြီးတော့လှူပြီးတော့ ပါမေတ္တာဖြစ်သွားတယ်။ဝစီကံမေတ္တာအဲ့တော့သူတို့ကလည်းပြန်ပြောတယ်အရှင်ဘုရားလည်းလူနိုင်ပါသေးတည်တဲ့အမေရခင်ပါသေးဟုတ်ပြီဗျာဟုတ်ပြီဗျာဆိုပြီးတော့အဲ့တော့တချို့လဲအဲ့ဒီမှာတဆက်ဆဝတဆက်တဲ့နဲ့တချို့လူနာတည်းလဲဒီဂျာညံ့နေတဲ့အတွက်အကုန်လုံးပဲအဲရိုးကုဆောင်ကကိုယ်စိတ်ကုသဆောင်ကလူနာတွေအကုန်လူခဲ့တယ် တဲ့တဲ့6သိန်းကြိုက်ထားတာဒီမဲ့ပြန်ထွက်လာတဲ့အခါကြီးလိုက်တဲ့ခါကျတော့15ပြုတ်ပဲကျန်တော့လေအဲ့အနေတကအယိုးကနာကတောက်ကြနေလာပြတဲ့ပုံကိုယ်တွေသွားပြီးတော့လူ9ရွယ်ပဲကျန်နေ9သိန်းနဲ့9တောင်းပေါ့အဲ့တော့အားလုံးရွာတွေကစုပြီးတော့လူလိုက်တာကပထမတင်တင်ဝင်းတို့လာပို့တာက3သိန်း1000လာမသိဘူး ဥချစ်တင်တော်တဲ့ဥကသူတို့သားသမီးတွေရောတသိန်းနဲ့နှစ်သောင်းဟိုဘက်ကမြို့ထဲကမိမြမွန်လုပ်တဲ့ခင်မျိုးရေးဆိုတာသူတို့က9တောင်းမိမျိုးကနှစ်သောင်းဆိုတော့အဲ့ဒီသူတို့မိသားစုရတဲ့နှစ်သိန်းကိုတသောင်းမွေရော့တယ်အဲ့ဒါ9သိန်းနောက်ထပ်တကသွားကနီမတိုင်မြတ်တယ်လို့နောက်ထပ်စုလာတာက2သိန်းနည်းနည်းရော့အလုံး9သိန်းလောက် ုပေါင်းပြီးတော့လူဒါနာကုန်ကြသွားတာကတော့စီဘောဆွေ73တိန်းလောက်ကုန်တယ်။ဟုတ်ပြီပြောလို့ရကမနောကမေတ္တာဆိုတာစိတ်ထဲကနေကျမ်းမာပါစေချမ်းသာပါစေလို့ဆုတောင်းမေတ္တာပို့တာကိုဗာမေတ္တာမနောကမေတ္တာအဲ့ဒီမနောကမေတ္တာကနေပြီးတော့မှနှုတ်ဝစီမြက်ပြီးတော့တဦးနဲ့တဦးတွေ့တဲ့အခါဒုက္ခရောက်တဲ့အခါ ဆိုကြပါဆိုဗျာအခုနေတော့ဒုက္ခရောက်နေတဲ့လူတယောက်ရှေ့ကိုကသွားပြီးတော့ကျမ်းမာပါတိချမ်းသာပါတိဒုက္ခကလွတ်ပါစေဆိုလို့ဆုတောင်းပေးုံနဲ့မေတ္တာပို့ုံနဲ့သူတက်တာလားတက်တာနဲ့ကိုဒီလက်ရောက်ကိုစွားနိုင်တဲ့လောက်ကလေးအကူအညီပေးလိုက် အထောက်ပံ့ပေးလိုက်မယ်ဆိုရင်အဲ့နဲ့တော့ကာယကမေတ္တာဝစီကမေတ္တာအဲ့ဒီကာယကမေတ္တာပြုမှသာလေတတ္တဝလောကကြီးချမ်းသာမှာဗျာ အခုဒုက္ခတွေရောက်နေကြတယ်ဆိုတာမေတ္တာကရုဏာမုဒိတာဥပိ္ပခာလို့ခေါ်တဲ့ဗျမစုတရား၄ပါးပျက်စီးကုန်ပြီတုံးနဲ့တုံးမေတ္တာလည်းသိမထားကြတော့ဘူးငါနိုင်ပြီးရောဆိုပြီးတော့လုံနေကြတာရောမရှိဘူးလားရှိသလားရှိတယ်အဲ့ဒါဘာပြက်တာတော့မေတ္တာပြက်တာပြက်ယုံနေမဟုတ်ဘူးကာယကံကိုယ်ဒီကိုယ်ဒီလည်းရောက် သွားပြီးတော့ဒုက္ခရောက်အောင်သိတိပြည့်စည်အောင်လုပ်လိုက်တဲ့ဆိုရင်ဘာတွေပြက်ကုန်လဲမေတ္တာတွေပြက်ကုန်တာဒုစရိုက်မှုတွေပြုတာလည်းဖြစ်သွားတယ်နော်ကရုဏာတဲ့ဆင်းရဲတဲ့ပုံကိုကိုကြည့်ပြီးတော့တဏှာတာအခုဆင်းရဲတဲ့ပုံကိုကြည့်ပြီးတော့တဏှာလိုက်တာအေးဒီမြင်ကလေးကိစ္စနဲ့ပတ်သက်လို့ကိုညင်ကြတဲ့ကုသီကေသရေးအဖွဲ့တွေကြည့်ပြီးတော့ကိုတော်ကြက်သိမ့်ထားတယ်တိုက်ကပြိုထားတာအောက်မှာဟာသီသီလေးကျန်နေတယ် အဲ့တဲကိုဝင်ပြီးတော့เนาะအရာမဝင်ပြီးတော့ဟိုထဲကချီးတဲ့လူနာကိုဘာလို့ရလားဟုတ်ပါဘူးဦးရလားမတော်တဆအဲ့ဒီအချိန်မှာထပ်ပြီးတော့မြင်းငင်းလှုပ်လိုက်မယ်ဆိုရင်တွေးကြည့်လိုက်သူပါဘာဖြစ်သွားနိုင်ဘာသွားနိုင်လဲအဲ့ဒါကိုဦးဇင်းတို့အသက်ကိုစွန့်ပြီးတော့ကုညီတာပါရမီကောင်းမှုဖြစ်တယ်ဗျအဲ့တော့ဘာကဘာမေတ္တာတွေလုပ်သူတို့မှာ ကာယကံမေတ္တာတွေကာယကံမေတ္တာတွေဥသိပြီးတော့လုံလိုက်ကြတာမနေ့ကပြောဝဲရောက်သွားတဲ့ခါကျတော့ဟိုကိုရှင်နာရောက်နေတဲ့ကာတတိကုညီကေသေကတတိလမ်းကြည့်လိုက်တော့ဟင်းတတရဟုတ်အောင်ဟင်းတရတော့ဒီကိုလာပြီးတော့ကုညီကေသေကြတာကေသေကြတာအဲ့တော့ဘာတွေလဲဗျမေတ္တာမေတ္တာအဲ့တော့ကရုဏာဆိုတာဒုက္ခရောက်နေတဲ့တတဝါပေါ်မှာတဏှာဓာလေးက အားလုံးကရုဏာအဲ့တနာတဲ့အတွက်သူ့မှာကိုချမ်းသာမှုလေးစိတ်ချမ်းသာမှုလေးအနည်းငယ်ပဲရရကိုကနေကိုညီပေးလိုက်တာကြတော့ဗာမေတ္တာဖြစ်သွားကာယကံမေတ္တာအားလည်းကာယကံမေတ္တာအေးကိုကိုတိုင်းလိုက်ပြီးတော့တသွန်းသမျှလေးသူ့ပေးလိုက်တဲ့ခါကျတော့သူတို့လည်းအဲစိတ်ချမ်းသာတာအဲ့ဒီထဲမှာရောက်နေတဲ့လူမှသမျှမေးကြည့်လိုက်တော့တချို့လည်း ဝန်တော်ကပါတယ်ပြောဝဲကပါတယ်ဒီမိတ်ဓာမျိုးဘဝပါတယ်လူမျိုးဘာသာမခွဲကြဘဲနဲ့မနေ့ကဥစဉ်အားလုံးလွာတဲ့ကစုပေါင်းလှူတာကိုကိုနေသားသမီးအလူအပြင်အဲ့ဒီလိုလေးလှူပေးခဲ့တယ်ဗျအဲ့ဒါဗာမေတ္တာလို့ခေါ်မလဲကာယကံမေတ္တာဆရာမလေးကလည်းတော်ပါလေအရှင်ဘုရားဘယ်လိုလုပ်ရှင်တော့ကျုပ်ဝိထုငွေလေးတော့ဒီလူနာတွေလက်ထက်ယူခြင်းနဲ့ဗျာရတယ်ဗျာဆောင်ရွက်ပေးမယ်တဲ့ပစ္စည်းကရော ပစ္စည်းရတော့အချင်းပြဒီထဲလိုက်ဝေလို့မဖြစ်ဘူးတဲ့အပြင်မှမှာသူလူနာဆောင်နဲ့တန်းခိုင်းလိုက်မယ်တဲ့အဲကောင်းတယ်ကောင်းတယ်လို့အချင်းပြဘာဒီလူမလို့ဖရဲသည်ဖရဲသည်ကဘလို့လူမနိုးပြရတယ်ခွဲလူမလည်းမဟုတ်ပါဘူးဗျာအဲ့လိုခက်တင်းတင်းလေးတွေတလုံးစီနဲ့ရည်ရည်သားနဲ့လူမပါအဲဖရဲလေးဖရဲသည်အလုံး60ပေါ့မနေ့ကဒီနေ့ရောက်ရောက်တဲ့နေ့ကခွဲစားရသူပြီးတော့ပြလိုက်တာငါးလုံးကုန်သွားတော့အဲအလုံး60ဆရာမကတော့ပြောတာ ငင်းငင်းလူနာတွေလူနာတော့နေပဲလာပြီးတော့တမ်းမာတဲ့တခြားလူနာတွေတော့မပါဘူးနော်တဲ့သိတဲ့ကျုပ်ကသူပြောမှပဲလို့နဗိယဘာလို့မလဲဝင်ပြီးတော့တန်းကြတော့မယ်ဆိုတာအဲ့ဒါဘီရသည့်အလုံးချစ်တဲ့ဂုံနဲ့ရေတက်ကက်ကမနီကက40လောက်ဂုံခဲ့ဟုတ်ပြီတချို့ကအေးအရှင်ပြန်နောက်ကနာပတိကျုပ်ဂုံတဲ့အချိန်ရထားလိုက်မှာလို့ဟုတ်ပြီနော်အဲ့တော့အားလုံးအားလုံး မိမိတို့သွားနိုင်တယ်မြသွားနိုင်တယ်မြဒုက္ခရောက်နေတဲ့တတ္တဝါကိုတနာတနာရာလေးကတော့ဘာလို့ခေါ်လဲကရုဏာအဲ့ဒါကရုဏာစိတ်နော်တနာရာစိတ်ကရုဏာစိတ်ကုသိုလ်မဖြစ်ဘူးမဟုတ်ဖြစ်တယ်အဲ့ဒီတည်းတစ်စိတ်တည်းမှသူ့ကိုသွားနိုင်တော့လေတို့ကိုကြည့်ပေးမယ်ဆိုမှဘာဖြစ်သွားမှာလဲမေတ္တာပါပေါင်းသွားမှာဘာနဲ့ဘာနဲ့ရှင်နဲ့မေတ္တာပြုသွားမလဲကရုဏာနဲ့ရှင်နဲ့မေတ္တာကြောကြည့် ကရုဏာနဲ့ရှင်နဲ့မေတ္တာအခုကြားလိုက်ရတယ်ပမာတိအလဲပိုင်းဟုတ်အထက်အောက်မန္တလေးကနေပြီးတော့အောက်ဘက်အထိဒုက္ခရောက်တယ်လို့ကြားလိုက်ရတယ်ဆိုတော့ဩတနာတာကိုယ်ကိုစွမ်းနိုင်တဲ့လောက်လေးအရင်တော့အဲ့လစ်လူချူထားလိုက်တယ်ခဲလေးကလောက်များတာကိုယ်လည်းမတတ်နိုင်ပါဘူးဒါလေးပဲနေလိုက်ပါအောင်မယ်ဆိုတော့အဲ့တော့နဗိကတိုက်တွန်းကြတဲ့အတွက်ဒီကုသိုလ်ဝဲလေးလုပ်ဖြစ်တယ်ရှင်ဘုရားသွားအောင်ပါလားတဲ့နောက်တာအေးဒါကတော့အရှင်နေ ကြည့်လို့ပဲလို့အရှင်နေကြည့်လို့ပဲဆိုသွားသွားဆိုလူကြည့်သွားလို့ရရလားပါလေးပါမရပါလေးနဲ့လူစရာလေးပါမရတာဟုတ်ပြီလားသွားကြည့်အောင်ကြည့်လို့ရှိရင်သွားကြည့်ပြီးတော့ကင်ကြမ်းမကြပါသေးချမ်းသာကြပါသေးအော်မေတ္တာဖို့ဆဲတော့ဆဲလို့လိမ့်မယ်အေးဗျာကင်အဲ့တော့ကာယကံမေတ္တာ ဝစီကံမေတ္တာမနောကံမေတ္တာမေတ္တာ၃ပါးကိုယ်တဏ္ဍာမှာ ဖြစ်ပွားအောင်ကြည်တံကြိုးကုပ်အားထုတ်ပြီးတော့မိမိတို့ကိုယ်တိုင်အပယ်၄ပါးကလွတ်မြောက်အောင်ကြိုးစားအားထုတ်နိုင်သောပုဂ္ဂိုလ်ထုပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေကုန်သတည်းရေ ငလျင်ငလေဣဒံတင်သောဣဒံတင်သောနေရာများ၌နေရာများ၌ကုတုကုတုပြုလို့ရန်ပြုလို့ရန်ရောင်ကုန်ရောင်ကုန်ကြည်ရွာမှကြည်ရွာမှအများစုပေါင်း၍အများစုပေါင်း၍ငါသိမ့်ချက်ကိုငါသိမ့်ချက်ကိုလူတန်းပါဤလူတန်းပါဤရှင်ဖရာဒီကောင်းမှုကြောင့်ဒီကောင်းမှုကြောင့်ဤတော်တို့နှင့်ဤတော်တို့နှင့်အတူတကွအတူတကွအလူရှင်အလူရှင်မိသားစုမိသားစုအားလုံးအားလုံး Andere abau, andere abau, kami abau mak, kami abau mak, yang wujud, yang wujud, yang tak tukar, yang tak tukar, demi aku, demi aku, aku suah, aku suah, ya bahasida, ya bahasida, cembaya, cembaya.